ားသွင်းပြီးတော့တွက်တဲ့နောက်တဲ့ formula တစ်ခုပါနော်နောက်တဲ့ formula တစ်ခုက integral g prime of h by g of h dx နော်ဒါပြန်ဆရာတို့ substitution method မှာနောက်ထပ်အစားထိုးပြီးတော့တွက်တဲ့ formula တစ်ခုက g prime of h by g of h အဲ့ဒေါ်လေးကဘာလဲဆိုရင်အောက်က ကောင်းကိုရှိတ်လို့အပေါ်ရမယ်ဆိုရင်လော့ယူရတယ်လို့ဆရာအစာပိုင်းမှာပြောထားတယ်နော်အောက်ကကောင်းကိုရှိတ်လို့အပေါ်ဟာရရင်ဘာလို့လို့ရတယ်အလန်ယူလို့ရတယ်အလန်မော့ယူလို့ရတယ်နော်လော့ယူလို့ရတယ်အဲ့တော့အောက်ကကောင်းကိုရှိတ်လိုက်မယ်ဆိုရင် G ရော A ကိုရှိတ်လိုက်မယ်ဆိုရင် G prime ရော A ပေါ့အပေါ်ကကောင်းမရဘူးအဲ့ဒါဆိုရင်ဒီကောင်းကိုလော့ယူလို့ရတယ်အဖြေမှာဘာလို့ပါမလဲဆိုရင် and and ဘောအောက်ပါကောင်ဆိုတာဗာလေဘာဖြစ်လို့ဆိုရင်အကောင်လေးနဲ့ထွက်အဲ့တော့ဒီကောင်လေးထွက်တဲ့အခါမှာ ပထမတော့ဆရာတို့ပထမအပိုင်းနံပါတ်1မှာတော့ဆရာတို့ယူထားမဲ့ကောင်ကိုရွေးနေရတယ်။ဒီကွာတော့အောက်ကကောင်ရှိလို့အပေါ်ကကောင်ရမယ်ဆိုရင်အောက်ကကောင်ကမလုပ်လိုက်မှဆိုရင်ယူထားပြီးတော့လိုက်။အမှီပဲနော်။အောက်ကကောင်ကိုရှိလို့အပေါ်ကကောင်ရမယ်ဆိုလို့ရှိရင်အောက်ကကောင်ကိုပါထားတွက်လိုက်မယ်။ယူထားပြီးတော့တွက်လိုက်မယ်။အဖြေမှာလည်းပဲအောက်ကကောင်ကိုရှိလို့အောက်ကိုရှိလို့အပေါ်ရရင်လော့ယူလို့ရတယ်။အဖြေရလဲပါဖြစ်သွားတယ်ဆိုရင်အန်အန်ဘော့ဘောကြားထဲမှာအောက်ကကောင် ားလိုက်နော်ဒေတာလေးစာလောက်ကြအဲ့တော့လက်ဒီကောင်လေးတွဲမဲ့ပုံစံလက် GUI ကိုပါထားလိုက်မယ်ဆိုရင်ဒါလိုတက်မယ် U လို့ထားအဲ့တော့ U ကိုရှိတ်လိုက်မယ်ဆိုရင်ဒီ U ကြီးကို G ဘိုင်းရော H ပေါ့ D H G ဘိုင်းရော H D H ဆိုတဲ့အဲ့တော့ပါဆရာတို့ integrate ဒီမှာအစားသေးလိုက်မယ်ဆိုရင် g ply of h g of h d h ဲ့ကွယ်ညမှာကျွန်တော်ဘာလုပ်လိုက်မလဲဆိုရင်စားသွင်းလိုက်နော်စားသွင်းလိုက်တဲ့အခါမှာဒီဒီမှာပဲဆက်ဆက်ဖြစ်နေဂျီရော H ညမှာဘာလုပ်သွင်းမလဲဆိုရင် G ကိုသွင်းပြီးရော G+ ရော HDH ညမှာဘာလုပ်သွင်းလိုက်မလဲ G ကိုသွင်းလိုက်ဟုတ်လားအဲ့တော့1မှာ U D U ဆိုပြီးတော့ပြတ်သွားပါအားလဲနော်အားလဲပါတော်လေးကဘာလဲ D ဒီမှာ1 by G O I က1 by U ဟာ1 by A ကိုရှင်းရင် Alan Moy တာဗျာ1 by A ကိုရှင်းရင် Alan Moy 1 by U ရှင်းရင် Alan Moy အောက်ကကောင်ကိုရှင်းလို့အပေါ်ကောင်ရရင် Lloyd U ရအောက်ကကောင်ကိုရှင်းလိုက်လို့ဆိုရင်ဘာရမလဲဆိုရှင်1ဟုတ်လားအဲ့တော့ဆရာတို့ကမလုပ်လိုက်လို့ဆိုလို့ရှိရင်သုံးတာအာလာဖြစ်သွားတယ်ဟုတ်အာအာ more you less he အဲ့တော့ဘာဖြစ်သွားလဲဆိုလို့ရှိရင် and and more junior မှာ your age your age less he ဒါပါနော်ခေါက်ပြန်ပြောပါမယ်ဇာအစာပိုင်းမှာပြောတာလေအောက်ကကောင်ကိုရှိတ်လို့အပေါ်ကောင်ရမယ်ဆိုရင်အောက်ကိုရှိတ်လို့အပေါ်ရမယ်ဆိုရင်လော့ယူရနောက်ဆုံးမှာဗာလည်းထွက်မယ်ဆိုရင်အဖေကလော့အလန်မော့ဆိုပြောပါပြည့်ဆိုရင်ပြီးရင် အောက်ကကောင်ကိုရှိလို့အပေါ်ကောင်ရမယ်ဆိုရင်အောက်ကကောင်ကိုယူထားပြီးတော့ဘာလုပ်လဲဆိုရင်တွက်လိုက်ဒါကစက်တီကျူးရှင်းမတ်တက်ခဲနောက်ဆက်လေးနော်အဲ့ formula လေးကိုဒီ formula လေးကိုအသုံးချပြီးတော့ဒီမှာဆိုရင်ဘာဘာဖြစ်သွားလဲဆိုရင် integral g prime of h by g of h dx က formula ကဘာနဲ့တူလဲဆိုလို့ရှိရင် l l mod g of h plus l l mod g of h plus နားလည်လားဆိုရင်ဆရာတို့음 trigo normal crit ratio နော် trigo trigo ratio 6ခုတွေကဆရာတို့ကော့ရိတ်ရင်စိုင်းစိုင်းကိုရိတ်ရင်မိုင်းနဲ့ကော့ဆက်စကွဲကိုရိတ်ရင်ဒန်ဒီလို၃ခုပဲတင်ထားပြီနော်အခုနောက်တဲ့နှစ်ခုဆရာတို့ဘာလုပ်မလဲဆိုလို့ရှိရင်နောက်တဲ့နှစ်ခုစက်တင်လိုက်နော်ရိတ်တဲ့ဟာဘာပဲပြထားတယ်ဆိုရင်ကော့ရယ် တံဖက်ပါမယ်နော်ကော့ကိုရိတ်ရင်စာကော့တစ်ခုရှိမယ်စိုင်းကိုရိတ်ရင်ဘိုင်းနဲ့ကော့စိုင်းတစ်ခုရှိမယ်ဆက်စကွဲကိုရိတ်ရင်တန်ဆက်စကွဲဆိုတာတစ်ခုရှိမယ်ဘာတွေကြံမလဲဆိုရင်တန်းရယ်ကိုတန်းကြက်ရယ်ကိုစီးကတ်ရယ်ဆိုပြီးကြံအခုနှစ်ခုနောက်ထပ်နှစ်ခုထပ်ပြလိုက်နော်နောက်ထပ်နှစ်ခုထပ်ပြမယ်နော်အဲ့ဒါဆိုရင်တစ်ခုပဲကြံတော့မယ်အဲ့တော့ဒီမှာဟုတ်တယ်ဒီဒီလေး တန်းကိုရိတ်မယ်ကွာတန်းအိတ်ကိုမလုပ်နဲ့ဆိုလို့ရှိရင်ရိတ်ဒီဒီလေတန်းကိုတော့တန်းပြီးတော့မရိတ်ဘူးတန်းဆိုတာဘာလို့ဒီဘာနဲ့စားလဲစိုက်ကောဒီဇိုင်းရတာချီကိုချိုးချောက်မှုရှိတဲ့နေရာမှာစိုက်ကောတန်းကောဆက်ကုစကုစက်စာကောတန်းဆိုတာစိုက်ကိုဒီကောနေစား ကောနဲ့စာကောဆိုတာကောဒီဆိုင်းနဲ့စာဆိုင်းနဲ့စာဆက်ဆိုတာက1 my god ကောရဲ့ကြောင်းမြန်1 my god ကိုဆက်ဆိုတာကဆိုင်းရဲ့ကြောင်းမြန်တန်းဆိုတာကကောရဲ့ကြောင်းမြန်ကောဆိုတာကတန်းရဲ့ကြောင်းမြန်အခုလိုချင်တာကတန်းဆိုရင်ဘာလို့ဒီပါလဲစောင့်နေလဲဆိုင်းကိုဒီကောနဲ့စာအဲ့တော့တန်းရဲ့နေရာမှာဆရာဒီလိုရေးလိုက်မယ်ကွာတန်းရဲ့နေရာမှာ sin of d cos နဲ့စားဆို sin h by cos h ဆိုပြီးဘာလုပ်လိုက်မလဲဒီလိုက် cos h ဟုတ်ပြီတက်ပြအောင်အဲ့တော့ကြည့်ဒေါ်လေးလိုပဲအောက်ကိုရှိတ်လို့အပေါ်ကောင်ရရရောယူရအောက်ကိုရှိတ်ကြည့်လား cos ရှိတ်တယ်နော်ရိတ်တယ်နော်ရောမယ်နော် cos ကိုရှိတ်ရင် minus sin cos ကိုရှိတ်ရင် minus sin minus ကြီးကိုပါမှာပေါ့ကွာ minus sin ကိုကိုရှင့်ရင်မိုင်းနဲ့စားအဲ့တော့ဘာရလဲဆိုရင်အပေါ်ကောင်းမရဘူးလားမရအဲ့ဒါဆိုရင်ဘာယူလို့ရလဲဆိုရင်အမ်ရော့ယူလို့ရခါလာမော့အာအာမော့ဂျာလာမသူမကောင်းတော့ကောက်ချီရတော့ကောက်ဟာတိုင်းကိုရိတ်ရင်ရလာတယ်ပုံပြလာကမိုင်းနဲ့အလန်မော့ကိုအိတ်ဆိုတာအားရနော်အခုဒီကေ code 8 dh ီကွက်တူတတိရဲကော့တိတ်ကော့ဆိုတာဘာလို့ဒီပါလဲစမ်းမလဲကော့ဆိုင်နေစားဆိုင်နေစားကိုတန်းကျဲဆိုတာကကော့ကိုတီးပြီးတော့ဆိုင်နေစားမယ်ကိုတန်းကျဲဆိုတာကကော့စ်ကိုတီးပြီးတော့ဘာလဲစမ်းမလဲဆိုင်နေစားမယ်တွေ့တယ်တဲ့ဒီကောင်လေးလိုပဲအောက်ကိုရှေ့လို့အပေါ်ရရင်အလန်မော့အောက်ကိုရှိတဲ့ဘောရရင်အဲ့ဒါမျိုးအောက်ကိုရှိမှာရှိကြည့်ပါဆိုင်းရှိကော့ကေ အပေါ်ရတယ်အဲ့ဒါဆိုရင်ဆရာတို့အလန်မော့လော့ယူရအလန်မော့ဆိုင်ဆိုင်အေအဲ့တော့ကော့ကိုရရင်အလန်မော့ဆိုင်ဆိုတာရအဲ့တော့တူတူသက်သေပြမှုအင်ဒီဂရက်ဆက်အဲ့ဒီဘာလို့လဲဆိုလို့ရှိရင်ရေးတယ် ဆဲအိတ်ကိုရိမ့်မယ်ဆိုလို့ရှိရင်အဲ့တော့ဒီကောင်းအောင်ဆဲလို့တက်တည်ကြမယ်ဆဲအိတ် GDH equal to integral ဆဲအိတ်ဆဲအိတ်ကိုဘာလဲကောက်မယ်ဆိုရင်ဆဲအိတ်ဆဲ H တန်း H ကောက်မယ်ဆဲ H plus tan H ဟုတ်ကဲ့လေဆဲ H plus tan H နဲ့ဘာလုပ်လဲဆိုရင်ကောက်မယ်ဒီ ဆိုကြည့်ရအပေါ်ကောင်ပြောရလို့ရှိရင် set square h set square h black say day say day set a dan a အောက်ကကောင်ကတော့ဒီမှာ1နဲ့မြောက်မယ်ဆိုတော့ set h black dan a အောက်ကကောင်ရှိတ်ကြည့်အောင်ပုံပုံရမှာလား စိုက်ကိုရှိမယ်ဆိုရင်စိုက်တိုင်းတိုင်းကိုရှိမယ်ဆိုရင် set square ဒါဆိုရင်အောက်ကကောင်ယူထပ်တယ်အဖြေမှာလည်းပါမယ်ပါပါမယ်ဆိုရင် ll ဘော့ပါနော်အဲ့တော့ lat lat u equal to s h plus tan a ရှိလိုက်မယ် d u equal to စက်ကိုရှင်းလို့ရှင်ရင် site တိုင်း sa a plus say dan a plus tau shi s square s square h yes အဲ့တော့ဒီအပေါ်အတိုင်းပါဆရာတို့ဘာသွင်းရမလဲဒီ u ပြီးရတာအဲ့တော့ဆရာတို့ဘေးကိုပြန်ကူးလိုက်အောင်ခွာ s square s square h plus s a s a dan h အောက်ကကြတော့ s a h plus s a h plus dan h dan h DH အဲ့တော့ဆရာတို့အစားထိုးလိုက်တော့မယ်ကွာအဲ့တော့အပေါ်အတိုင်းကဘာလဲတူလဲဆိုရင်ဒီ U နဲ့တူပြီးတော့အောက်ကကောင်ကဘာလဲတူလဲဆိုလို့ရှိရင် U နဲ့တူလဲအဲ့တော့မှကောင်ကိုအလမော့အလအမော့ U ဘာကြီးလဲကောင်အဲ့အိုဘီရေးပြီးတော့လာဆိုတဲ့အတွက်ကြောင့် plus c equal to အမော့ plus 4 8 8 8 8 plus 10 8 tan h plus c ဒါဆိုရင်ဆရာတို့လက်တိပြမယ်ပေါ့ပါဖြစ်တယ်ဆိုရင်ရပါတယ်နောက်တစ်ခုနောက်တစ်ခုက cos k h d a ကိုရိပ်မယ်ဆိုရင်ဘာရမလဲဆိုရင် minus l cos k ဆိုတော့ကောင်းဘာရမလဲဆိုရင် cos k h plus plus cos h plan C ဆိုတာရမယ်ဒီ formula လေးလည်းချက်ထားရမယ်ကဲသက်သေကြလိုက်မယ် integral cos ADH equal to cos ကအေကိုဘာနဲ့မှောင်လဲဆိုရင်အပေါ်အောက်ကောင်းကို cos h cos h နဲ့မှောင်မယ်ဘာ cos h cos h နဲ့ဘာလို့လဲဒီရောက်မယ်ဒီကွဲဒူ integral အပေါ်ကပါရမယ်ဆိုရင် cos sec square h plus a cos sec h cos h အောက်ကကျတော့1နဲ့တရား1နဲ့နောက်တော့ cos sec a plus cos h dh အဲ့တော့အောက်ကကောင်ကိုရှေ့ကြည့်လိုက်မယ် cos sec ကိုရှေ့ရှိရှေ့လို့ရှိရင် cos sec cos cos ကိုရှေ့ရင် cos square ဟုတ်လား အဲ့တော့မှဆရာတို့ဘာလို့အောက်ဘက်ကောင်ရှိလို့အပေါ်ကောင်ရတဲ့အတွက်ကြောင့်လို့လက် you equal to cos theta x plus cos a cos a ကိုယူထားမယ်ပြီးရင် u ကိုရှိတ်လိုက်မယ်ရှိတ်လိုက်တဲ့အခါမှာဒီကောင်ရရှင်ဒီကောင်ရမယ် cos a cos a cos a ဒီကောင်ရမယ်အော်ဒီမှာဒီစား minus 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 ကောင်ရှိတ်ပါရမယ် minus cos minus เนาะ minus ထည့်ပြရမယ်နော် cosica square h ဟုတ်ပြီလေးဒီမှာဆရာတို့ပါဟောပုံထုတ်လိုက်မယ်ဆိုမိုင်းနဲ့ကိုပုံထုတ်လိုက်ပုံထုတ်လိုက်ပြီးတော့ဒီဘက်ကိုသွားပြီးတော့ညှောင်းလိုက်မယ်ကွာမိုင်းနဲ့မိုင်းနဲ့ဒီ equal to cosica h square h plus cosica square h d h ဟာအဲ့တော့မှဆရာတို့မေးခွန်းလေးပြန်ပြလိုက်မယ် integral cosica ကျောင်းလိုက်တော့ရအောင်ရေးလိုက်မယ်နော် Cosica square H plus Cosica H square H. Bye. Cos. Bye. 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 Cosica H. Cosica H. Ka H plus cot H. Yes. အဲ့တော့ဆရာတို့ဘာလုပ်လိုက်မယ်ဆိုရင်အစားထိုးလိုက်မယ်ကိုစီကအေစကွဲဒီကောင်အပေါ်တန်းကြီးကဘာလဲဒီမဲ့ဆိုရင် ။ y နဲ့ du နဲ့တူပြီးတော့ဒီကောင်က 1/u နဲ့ du ပဲ။ -du အဲ့တော့ -du အပြင်ထုတ်လိုက်မယ်။အဲ့လားမော့။ 1/u ဆိုတော့အဲ့လားမော့။ plus -u အဲ့တော့မှာ -a အဲ့မော့ဂျူနီယာမှာ cos a 4 h plus c ဆိုပြီးတော့ဒီတက်တဲ့ကြားခိုင်းတဲ့ကောင်ဒီပေါ်ကြီးပါဖြစ်သွားတယ်ဒီ။ဟုတ်လား။ 5u ကိုသွားမယ်။ တန်းပွားရေးသတိက integration by back integration by back ဒီနဲ့ကျတော့ integrate လုပ်တဲ့အခါမှာဘာတွေကိုလုပ်ရမလဲဆိုလို့ရှိရင် function နဲ့ကုမြောက်ထားတာတွေကိုရိုက်တော့မယ် and the derivative integrate လုပ်တော့မယ်ဆိုလို့ရှိရင်ဆရာတို့ အောင်တော့မယ်ဆို integration by back ကိုမလုပ်ရမယ်ဆိုရင်တော့အဲ့ integration by back ရဲ့ formula လေးက ab ရဲ့ udv equal to udv minus ab ရဲ့ udv ဒါက integration by back ပါလို့ဘာဖြစ်လဲဆိုရင် formula လေးဟုတ်ပြီအဲ့ formula လေးဘယ်လိုရလဲဆိုလို့ရှိရင်ကျွန်တော် product differentiation ရဲ့ ပရောဒတ်ဘူးကနေဘာဖြစ်လို့ဆိုလို့ရှိရင်ဒီကွန်ပျူတာလေးရအဓိကကတော့ integration by backup ကွန်ပျူတာက UDP equal to UDP minus VDU ဆိုတာဒီလိုပဲလေကွန်ပျူတာလေးဘယ်လိုရတာလဲဆိုတာကတော့အကြာပြတ်တာနော်အဲ့တော့ဒီလိုရှိရှိရဲ့ပရောဒတ်ဘူးကနေရတာ UDP ပြာ UDP ကဘာလို့ဒါဆိုရင်ပျောက်ထားတာ ရားကြီးဆိုတာကဘာလို့လဲဆိုရင်ရှိတ်ကြရဲ့ပင်ကတတိယပင်ဒီပိုင်းဒီရိုက်ကဘာဖြစ်လဲဆိုရင်ပင်ကဒီပိုင်းဒီရိုက်လက်ခုမြောက်ထားတာကိုရှိတ်မဲ့ဆိုရင်ဆက်တော့ဘာလို့ရလဲဆိုရင်ရှေထားနောက်ရှိတ်အပေါင်းနောက်ထားရှေ့ရှေ့နော်အဲ့မှာကျွန်တော်နံပါတ်စလုံးကို integrate လုပ်လိုက်တယ် integrate လူဘူးတဲ့ pride လေးဒါက refreshing ကသင်နေတာတော့တော့ကလေးရဲ့ဒီရိတ်တွေကအဲ့ဒီရေကြပါတယ်ဆိုရင်တင်ပါ။ဒါအဲ့ဒီရေ U V fly D H F အဲ့ဒီရေ V U fly S ။အဲ့ဒီမှာကျွန်တော် derivative နဲ့ဒီ derivative နဲ့တွေ့ရမှာဆိုရင်ကျွန်တော် မမီးဖန်ရှင်ပြရရမယ်ဒီဒီအတွက်အင်ဒီကဲဒါလေးဆရာနည်းနည်းရှင်းပြမယ် we prime ဆိုတာတတိယပြည့်ပါလဲဆို we prime ဆိုတာကဒီ we ပါ we prime ဆိုတာကဒီ we ပါဒီရဲ့နောက်တော့ပါရှိရတယ်ဒီရရှိတယ်အဲ့တော့ဒီဒီရရဲ့ဒီရရဲ့ကြည်သွားမယ်ဆိုရင် we apply ဒီကဘာဖြစ်သွားမယ်ဆိုရင် dv ဆိုတာ black ဖြစ်နေတယ်အဲ့ဒီဒီတိုင်းပဲကျွန်တော် you blind ရေ you blind ဆိုတာကဒီ you ပါပဲတူပဲဆိုရင်ဒီရဲ့ရဲ့ဒီရဲ့နောက်မှဆရာတို့ဘာရှိတယ်ဒီရဲ့ရှိတယ်သူတို့နှစ်ခုခြေသွားတဲ့အခါမှာဘာဖြစ်သွားလဲဆိုရင် you blind ဒီရဲ့ကဘာဖြစ်သွားလဲဆိုရင်ဒီရဲ့ဟုတ်ပြီအဲ့တော့ဆရာတို့လိုချင်တဲ့ formula လေးရအောင်လို့လိုချင်တဲ့ formula က ABB ရဲ့ UGB ကိုလိုချင်တာ ့ integral unit လို့ခြင်တာဘလို့ခြင်းနဲ့ကောင်းလို့ပါလာလို့မယ်ဆိုရင်ဒါနှုတ်အဲ့တော့ formula လေးကဘလို့ပြတော်လို့ဆိုရင် integral unit လေးခြံထားခဲ့ပြီးတော့ unit ဒီဘက်ကကောင်းလို့လာတော့မှပြတော်လို့ဆိုရင် minus integral unit ဒါနှုတ်တော့ဟုတ်ပြီ integration ကတော့ဒီကောင်လေး integration ပိုင်းပတ်တဲ့တပ်ပုံအတွက်ဒီ assist လေးတွေကြာနေပြီ this is this is step for immediacy factor အဲ့တော့ integration buyback ရဲ့အခြေခံအစ်ပထမဆုံးကျွန်တော်မလုပ်ရမယ့်ဆိုအစ်စ်တစ်အနေနဲ့ ယူနဲ့ဒီဘူးကိုမလုပ်ပြရမယ်ဆိုရင်ရွေးနေရယူနဲ့ဒီဘူးကိုမလုပ်ပြရမယ်ဆိုရင်ရွေးနေရကွန်ပျူတာတွေကဒါလဲဆိုရင် AB ရဲ့ UDV equal to UV- နဲ့ AB ရဲ့ VG ဖြစ်တဲ့တကြောင်လို့ပထမအဆုံးအနေနဲ့ယူနဲ့ဒီဘူးကိုမလုပ်ပြရမယ်ဆိုရင်ရွေးနေရနောက်တစ်စက်ယူကိုကြတော့မလုပ်မယ်ဆိုရင်ရှိတ် ချက်ပြီးတော့ဒီ위ကိုကြားတော့မလုပ်နဲ့ဆိုလို့ရှိရင်ဒီချိန်ဟာတို့ကတို့ယူရရှိမဲ့ဒီ위ကိုရိုက်ပြီးတော့လို့ရှိရင်ဖော်မြူလာမှာအစားသင့်တယ်ဖော်မြူလာမှာအစားသင့်တယ်ဖော်မြူလာလေးတဲ့တစ်ခေါက်မှတ်ပြီးတော့အောင်ဖော်မြူလာလို့ပြီးတော့ဖော်မြူလာကိုတကယ်ဖော်မြူလာကြီးလိုက်တော့မယ်တတိယ UDV ကွယ်တူ UDV မိုင်းနဲ့ ေပြီးရဲ့ဒီမှာစားခဲ့တယ်။နံပါတ်၄အစင်းကတော့ဘာမှမဟုတ်တော့ဘူး။ကျန်လာဆက်ရှင်။ကျန်လာဆက်ပြီးတော့ကျွန်တော်တို့နေတဲ့ integration fiber ဒီကိုတုံးပြီးတဲ့အခါမှာကျွန်တော်တို့နေတဲ့ u နဲ့ w ကိုဖွဲ့ရမယ်ပြီးရင် u ကိုရှိတ်ပြီးတော့ dw ကိုချိန်ပြီးရင် formula မှာစသဖြင့် နောက်တစ်စိကြံလာလေးတွေဒူရာလေးတွေပါလို့လည်းဒီဖက်ပြီးရှင်းရအောင်ဘဝအဖို့က partial friction မတက် partial friction မတက်ဆိုတာဘာလဲဆိုလို့ရှိရင်ပိုင်းကြည့်ကိုစာခွဲကိန်းခွဲပြီးတော့အပိုင်းကိန်းတစ်ခုကိုပေါင်းတယ်နီးပိုင်းကြည့်ကိုစာခွဲကိန်းခွဲပြီးတော့အပိုင်းကိန်းတစ်ခုကိုဘာဖြစ်လဲဆိုလို့ရှိရင်ပေါင်းတယ်နီးကို partial friction မတက်ဘူးအပိုင်းလိုက်အပိုင်းကိန်းနေရဲ့ဘာဖြစ်လဲဆိုရင်ဒီနေ့เนาะအဲ့တော့ intervalation ကလုပ်ရမှာဆိုလို့ရှိရင်ဘာမှ a square minus 2h plus 2h minus 3ဆိုပါပိုင်းကြီးကိုစာကောင်းစာကွက်ကြီးကိုပိုင်းကြီးကိုဆက် ဆောင်းဝေးခွဲလိုက်ကြက်ချစ်ကခွဲလိုက်တဲ့ခါမှာဘာရလဲဆိုလို့ရှိရင် a + 3တခွင်း h - 1တခွင်းရဟုတ်ပြီနော်အဲ့လိုမျိုးပိုင်းရှိကိုဆောင်းဝေးခွဲပြီးတော့အပိုင်းကိန်းတစ်ခုကိုဘာလုပ်လဲဆိုရင်ပေါင်းနေပြီပြီးလို့ရှိရင်ဒါတို့အပိုင်းကိန်းတစ်ခုခွဲလိုက်ပိုင်းကိန်းတစ်ခုခွဲလိုက်မယ်အပေါ်မှာပန်းဝေပါဘာတွေထားမလဲဆိုတော့ E နဲ့ B နဲ့ထား E A plus 3 plus b h minus 1ပိုင်းကြီးကိုဒီလိုမျိုးစာကောင်းရင်းဖွဲ့ပြီးတော့အပိုင်းကြီးကောင်းတဲ့အနေနဲ့ဘာလုပ်လဲဆိုရင် integrate လုပ်ဟုတ်လား partial fraction method ဆိုတာကဆရာတို့ဘယ်လိုတွေ့ရမလဲဆိုလို့ရှိရင်ပိုင်းကြီးကိုစာကောင်းရင်းဖွဲ့လိုက်တယ်ပြီးလို့ရှိရင်အပိုင်းကြီးတစ်ခုဖွဲ့ပြီးတော့ဘာလုပ်မလဲဆိုရင်ကောင်းတယ်အပေါ်ပိုင်းဝင်မှာ A နဲ့ B နဲ့ဘာလုပ်မလဲဆိုရင်ထားကဲအဲ့တော့ဆရာတို့ example လေးနဲ့ဒီလိုက်တာပေါ့နော်